သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့မေလ၈ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတိဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖားကန့်ကိုခြိတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ KIA တိုက်ပွဲပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ကြောက်စိမ့်နယ်မြေဖားကန့်မြို့နယ်တဲကိုခြိတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ကင်မော်စွတ်ကြေးရွာအထိရောက်ရှိလာပြီးကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။အင်အားယာနဲ့ချီပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းဟာဖားကန့်ကားမိုင်းလုံကင်းကားလမ်းမပေါ်ကနေကင်မော်စွတ်ထိရောက်ရှိလာပြီး KIA ကလည်းပျောက်ကြားစနစ်နဲ့တိုက်ခိုက်နေတာလို့သိရပါတယ်။ KIA ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးစစ်ကောင်စီရဲ့စစ်ကြောင်းရှေ့တိုးမလာစေဖို့ခုခံကာကွယ်တိုက်ခိုက်နေတဲ့အတွက်ကင်မော်စွတ်ရွာနဲ့စိုက်ဖရာရွာအကြား ရွာရီမှာတိုက်ပွဲပြင်းထန်နေတယ်လို့ကချင်ဒေသစစ်ရေးတရင်အရင်မြစ်တယောက်ကနီရစ်ရာကိုပြောပါတယ်။ဖားကန့်ကိုချီတက်လာတာဧပြီလနောက်ဆုံးအပတ်ထဲကအခုဆိုရင်နန်ယားကျော်ပြီးကင်မော်စုအကျော်တီရောက်နေပြီ။ KIA ဘက်ကလည်းသူတို့ကိုဟန်တာတိုက်ခိုက်နေတယ်။ထပ်ပြီးကြော်မလာအောင်စစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူပေးတယ်လို့ပြောပါတယ်။အခုတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအကြအဆုံတွေလည်းရှိပြီး KIA ဘက်ကလည်းအသေးတပြင်းကာကွယ်တိုက်ခိုက်နေတယ်လို့သူကဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်မြေပြင်မှာကိုလက်အင်ကာဆွန့်လွတ်ခဲ့ရတဲ့ KIA ရဲဘော်ဇုံတွဲများကို KIO ကမင်္ဂလာပွဲကျင်းပပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကိုတိုက်ခိုက်ရင်ရှေ့တန်းစစ်မြေပြင်မှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကိုလက်အင်ကာဆွန့်လွတ်ပေးဆက်ခဲ့ရတဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ရဲဘော်၃ဦးမင်္ဂလာပွဲကိုစုပေါင်း၍အခမ်းအနားကျင်းပပေးခဲ့တယ်လို့ KIO KIA သတင်းပြန်ကြားရေးကဖော်ပြပါဗျာ။ အဆိုပါမင်္ဂလာပွဲအခမ်းအနားကို KIO KIA ဌာနချုပ်လိုင်စာမြို့အနီးစွမုံအောင်ကြီးရွာမှာမေလ9ရက်နေ့ကကျင်းပခဲ့ခြင်းဖြစ်ကြောင်း KIO KIA ရဲ့ကချင်ပါတာနဲ့တရင်ဖော်ပြချက်မှာအတိပေးထားပါတယ်။မင်္ဂလာပွဲအခမ်းအနားကို KIO အစိုးရရဲ့မတန်ဆွမ်းကူညီစောင့်ရှောက်ရေးကော်မတီကတာဝန်ယူကျင်းပပေးခြင်းဖြစ်ကြောင်းတရင်အရေးမြစ်တဦးကရှင်းပြပါတယ်။အခုလောလောဆယ်မနေ့ကစုံတွဲ၃တွဲပါမနေ့ကတရင်ဖော်ပြချက်မှာ ကချင်ရေးထားတဲ့အထဲမှာပြီးခဲ့တဲ့2023မှာလဲဒီလိုရှေ့တန်းစစ်မြေပြင်မှာကိုလက်အင်ကပေးဆက်သွားတဲ့ရဲဘော်6တွဲကို KIO ဘက်ကတာဝန်ယူပြီးမှမင်္ဂလာဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းသူကရေးသားထားပါတယ်လို့သတင်းအရေးမြစ်ကပြောပါတယ်။အခုလိုအာနာရှင်စစ်ကောင်စီကိုတိုက်ထုတ်နေတဲ့နေရာမှာရှေ့တန်းစစ်မြေပြင်မှာရွတ်ရွတ်ချွန်ချွန်တိုက်ပွဲဝင်ရင်းနဲ့ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းတချို့ပေးလူသွားခဲ့တဲ့ရဲဘော်တွေကိုအိမ်အောင်ပြုရဲတဲ့အိမ်အောင်ပြုဖို့ဆုံးဖြတ်ချက်ချရဲတဲ့ဒီလိုကချင်မျိုးချစ်အမျိုးသမီးတွေကိုကြတော့ ပြည်သူလူထုအများစုကဂျေဇုတင်ကြောင်းချီးမွမ်းစကားတွေအဖက်ဖက်ကနေပြောဆိုနေကြောင်းသိရှိရပါတယ်။ဒါလည်းအင်မတန်မှလေးစားဖို့ကောင်းတဲ့စိတ်ဓာတ်တွေပါအခုလိုခန္ဓာကိုယ်အစိပ်ပိုင်းမတန်ဆွမ်းတဲ့ရဲဘော်နဲ့အိမ်အောင်ပြုတ်ဖို့ဆုံးဖြတ်ရဲတဲ့အမျိုးသမီးတွေကိုကျွန်တော်တို့လည်းလေးစားပါတယ်ကျေးဇူးတင်အတိအမှတ်ပြုပါတယ်လို့ကချင်စီရေးနိုင်ငံရေးလေးလာသူဦးစော်ဆန်ကပြောပါတယ်။ဆက်လက်ပြီးလဲဒံယာရရဲဘော်မိသားစုများရဲ့အနာဂတ်စားဝတ်နေရေးစီးပွားရေးကလေးများရဲ့ပညာရေးကိုလည်း KIO အစိုးရကထိရောက်စွာကူညီပေးစီလိုကြောင်း၎င်းကတိုက်တွန်းပါတယ်။ ယခင်ကလည်း KIO အနေနဲ့ KIA တပ်ဖွဲ့ဝင်များရဲ့စုံတွဲများကိုစုပေါင်းပြီးမင်္ဂလာပွဲအခမ်းအနားကျင်းပခဲ့တဲ့ဖြစ်စဉ်များရှိခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မိခင်နဲ့တူစိုက်ကယ်စီးလာတဲ့ငါးနှစ်ကလေးကိုအမျိုးသားနှစ်ဦးကတနတ်ထောက်လူရဲ့ဖမ်းခေါ်သွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့မှာမိခင်နဲ့တူစိုက်ကယ်စီးလာတဲ့အသက်9နှစ်ကလေးကိုစိုက်ကယ်စီးအမျိုးသားနှစ်ဦးကတနတ်ထောက်လူရက်ခေါ်ဆောင်သွားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ ဖမ်းဆီးခံရသူမှာအောင်ချမ်းသာရက်ကွက်နေအသက်9နှစ်အရွယ်မောင်ချစ်ဆန်ဟင်းဖြစ်ပြီးဈေးဝယ်သွားတဲ့မိခင်နဲ့အတူစိုက်ကယ်နောက်ကလိုက်ပါလာစဉ်မှာမေလ၈ရက်ဒီကနေ့မနက်9နာရီခွဲခန့်ကအဆိုပါရက်ကွက်မှာရှိတဲ့ချမ်းမြရန်အောင်ဖုန်းကြီးကျောင်းအနီးမှာတနတ်ထောက်ဖမ်းဆီးခံခဲ့ရတာလို့ဆိုပါတယ်။ကလေးကနောက်ကနေသူ့အမေခါကိုဖတ်လိုက်လာတာ။ 125လို့စိုက်ကဲနဲ့လူနှစ်ယောက်ယောက်လာပြီးအနောက်ကကလေးကိုအတင်းလူခေါ်သွားတာစိုက်ကဲစီးနေရင်းကိုလူဖမ်းတာတနက်အတူနဲ့ကလေးခါကိုထောက်ခေါ်သွားတယ်လို့မိသားစုနဲ့နီးစပ်သူမုံရွာမျိုးခံမျိုးသမီးတူကပြောပါတယ်ဖမ်းဆီးခေါ်ဆောင်သွားသူတွေဟာအသက်25နှစ်ဝန်းကျင်အမည်မသိအမျိုးသားနှစ်ဦးဖြစ်ပြီးကလေးကိုခေါ်ဆောင်သွားချိန်မှာမိခင်ဖြစ်သူကစိုက်ကဲနဲ့နောက်ကလိုက်ခဲ့ပေမဲ့မမီတော့ကြောင့်သူကဆက်ပြောပါတယ် ငါးနှစ်ကလေးနဲ့၎င်းကိုခေါ်ဆောင်သွားတဲ့သူတွေကိုမိဘတွေနဲ့ရက်ွက်နေသူတွေကဝိုင်းဝန်းရှာဖွေနေကြပေမဲ့ဒီကနေ့ညနေပိုင်းအထိရှာဖွေမတွေ့သေးဘူးလို့သိရပါတယ်။မုံရွာမြို့မှာပစ္စည်းလူရတားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ငွေကြေးချမ်းသာသူတွေကိုဖမ်းဆီးပြန်ပေးဆွဲငွေတောင်းခံရတာတွေမကြခဏဖြစ်ပွားနေပြီးငွေမပေးနိုင်ပါကအသက်အန္တရာယ်အထိချိမ့်ချောက်ခံရတာတွေရင်ဆိုင်နေရပေမဲ့အခုလိုကလေးငယ်ကိုလူရဖမ်းဆီးတာဟာပထမဆုံးဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်မှုထမ်းတင်တန်းစင်တပ်သားတဲ့များအနက်မှအခြေခံပညာအထက်တန်းအောင်မြင်သူများကိုဒရုန်းတပ်နဲ့စက်တက်လေဒီတပ်စုများကိုပို့ဆောင်တပ်သားတဲ့များကိုလက်ယုံတပ်များအပါအဝင်နေပေအစုံမှအသုံးချလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြံဖတ်စစ်ကောင်စီကစစ်မှုထမ်းတင်နန်းစင်တပ်သားတင်များအနက်မှအခြေခံပညာအထက်တန်းစင်အောင်မြင်ပြီးတက်မြောက်ထားသူများကိုဒရုန်းတပ်နဲ့စစ်တပ်လေဒီပစ်ခတ်တဲ့တပ်စုများကိုပို့ဆောင်လျက်ရှိကြောင်းအဆိုပါတပ်စုများကိုပို့ဆောင်ခံရတဲ့စစ်မှုထမ်းတပ်သားတချို့ရဲ့မိတ်ဆွေများကပြောဆိုပါတယ် အကြံဖတ်စစ်ကောင်စီကအသက်16နှစ်မှအသက်35နှစ်အတွင်းလူငယ်များကိုစစ်မှုထမ်းတပ်သားအဖြစ်လစဉ်စုဆောင်းလျက်ရှိရာမှာအရွယ်ပေါင်းစုံကိုအတင်းအကျပ်ပေါ်တာဆွဲခြင်းစင့်ခေါ်ခြင်းများလှုပ်ဆောင်လျက်ရှိပြီးရင်းတို့စုဆောင်းခံရတဲ့လူငယ်များအနက်မှအခြေခံပညာအထက်တန်းဆင့်အောင်မြင်ပြီးတဲ့စစ်မှုထမ်းတင်နန်းဆင့်တပ်သားတစ်တချို့ကို drone တပ်စုတို့ပို့ဆောင်ခြင်းစက်တက်လေဒီအစုအဖွဲ့တို့ပို့ဆောင်ခြင်းများလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မိမိတဲ့တားကိုအထက်တန်းအောင်နေဆိုပြီး drone တပ်စုနမခကိုအပုတ်ခံရတဲ့ အခြားတငယ်ချင်းတချို့လဲနမခအနောက်မြောက်တိုင်းစစ်ထနာကျုံမုံရွာမှာရှိတဲ့စက်တက်လေးဒီတင်တန်းကိုထပ်အပ်ဖို့ခံရတယ်တဲ့ဖုန်းဆက်လာတယ်ဒရုန်းတက်ဆိုတော့ဒရုန်းမောင်းနာတွေကိုအဓိကတင်ရမယ်လို့ပြောတယ်လို့စစ်မှုတန်းအပတ်စဉ်ကိုတင်တန်းဆင်းပြီးနောက်ဒရုန်းတက်စုကိုပို့ဆောင်ခံရတဲ့တပ်သားတစ်တူရဲ့မိခင်ကပြောဆိုပါတယ် ဒါအပြင်စစ်ကောင်စီကစစ်မှုထမ်းတင်တန်းစင်တပ်သားတဲ့များကိုရှေ့တန်းစစ်မြေပြင်သို့တာမကကပ္ပဆာဆက်ယုံများကိုစေလွတ်ပြီးကပ္ပဆာဆက်ယုံများရဲ့လက်ယုံတပ်သားအဖြစ်တင်တန်းပေးခြင်းကပ္ပဆာဆက်ယုံများမှာရှိတဲ့လက်နက်ထုတ်လုပ်ရေးဆိုင်ရာအခြေခံအကြဆုံးသောအလုပ်များတွင်ပါခိုင်းစေနေကြောင်းစစ်မှုထမ်းတပ်သားတဲ့များကိုစစ်ကောင်စီကနေပဲအစုံမှအတုံးချလာကြောင်းသိရှိရပါသည် လက်ရှိမေလ9ရက်နေ့တင်နန်းဆင်းသွားတဲ့စစ်မှုတန်းအပတ်စဉ်30မှတင်နန်းဆင်းတပ်သားများကိုပဲခူးတိုင်းပန်းတောင်းမြို့နယ်အတွင်းမှာရှိတဲ့ကပ္ပဆဆက်ယုံများရဲ့လုံခြုံရေးနဲ့စစ်ကြောင်းကင်းများအထက်စစ်မှုတန်းတပ်သားရာချီ၍အင်အားဖြည့်စစ်လွတ်မှုများရှိကြောင်းတပ်တရင်အရင်းမြစ်တချို့ထံမှသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်သမ္မတရှီကျင်းဖင်ကအမေရိကန်စိုးမိုးမှုကိုဖက်စစ်နဲ့ခိုင်းနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်သမ္မတရှီကျင်းပြင်ဟာရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံဖို့မြို့တော်မော်စကိုကိုမေလ9ရက်နေ့ကရောက်ရှိလာပါတယ်။ရှီကျင်းပြင်ဟာမေလ10ရက်နေ့9ရက်နေ့တွင်မှသမ္မတဗလာဒီမာပူတင်နဲ့ထိပ်သီးဆွေးနွေးပွဲလဲကျင်းပမှာဖြစ်တယ်လို့ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့အခမ်းအနားတွေတက်ရောက်မှာဖြစ်ပါတယ်။ရုရှားစီကနေရေနံနဲ့တဘာဝတန်းငွေအများဆုံးဝယ်ယူနေတဲ့တရုတ်ဟာအနောက်နိုင်ငံတွေရဲ့အရေးယူပိတ်ဆို့ခံထားရတဲ့ရုရှားအတွက်စီးပွားရေးအသက်သွေးကြောလဲဖြစ်ပါတယ်။ တရုတ်တမရမော်စကိုကိုမရောက်မီရုရှားနဲ့တရုတ်မီဒီယာတွေမှာသူရေးတဲ့စောင်းပါးတစောင်းကိုဖော်ပြခဲ့ပါတယ်။တရုတ်နဲ့ဆိုဗီယက်ပြည်ထောင်စုအပအဝင်ကမ္ဘာကြီးရဲ့တရားမျှတတဲ့တပ်ပေါင်းစုတွေရင်မောင်းတန်းပြီးတော့မောက်မှာထောင်လွှားတဲ့ဖက်စစ်တပ်တွေကိုရဲရဲရင်းရင်းနှိမ်နှင်းခဲ့ကြပါတယ်လို့ရှီကရေးပါတယ်။နောက်အနှစ်80ကြာမှာတော့တပတ်သက်ဝါရကြီးစိုးမှုနဲ့ဗိုလ်ချအနိုင်ကျင့်မှုဟာအင်မတန်ထိခိုက်လောက်စရာဖြစ်လာပြန်ပါတယ်။ လူသားမျိုးနဲ့အတွက်နောက်တခါရွေးချယ်ရမယ့်လမ်းစုံလမ်းကွာကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်လို့အမေရိကန်ကိုတိုက်ရိုက်မရည်ညွတ်မဲ့ရှီကရေးသားခဲ့ပါတယ်။နာဇီဂျာမနီတွေလုတ်ခဲ့တယ်လို့စစ်ပွဲမျိုးဥရောပကရုရှားနဲ့ဆင်နွှဲဖို့ပြင်ဆင်နေချိန်မှာတရုတ်ရုရှားထိပ်သီးဆွေးနွေးပွဲဟာဒုတိယကမ္ဘာစစ်ရလဒ်ကိုပြန်ပြင်ရေးဖို့စ조사အထောက်အမှုတွေကိုအပြင်းအထန်တတိပေးလိုက်တာဖြစ်တယ်လို့ရုရှားနိုင်ငံသားရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ပါတယ်။မေလ9ရက်နေ့ရင်းပြင်းဒီမှာကျင်းပမဲ့ဆိုဗီယက်ပြည်ထောင်စုရဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲ180ပြည့်အခမ်းအနားကိုတရုတ်တမန်ဟာ ဘရာဇီးဆာဗီးယားနဲ့ဆလိုဗက်ကီးယားတမရတွေနဲ့အတူတက်ရောက်မှာဖြစ်ပါတယ်။ယူကရိန်းရဲ့ရုရှားကိုလူမဲ့လေရင်တွေနဲ့တောက်လျှောက်တိုက်ခိုက်နေတာကြောင့်အောင်ပွဲအခမ်းအနားပြင်ဆင်ရေးမှာနှောင့်နှေးမှုတွေရှိနေပြီးမော်စကိုကလေစိတ်တွေကိုနိုင်င်းနဲ့ချီပိတ်ထားခဲ့ရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်တိုက်ပွဲများကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုစစ်တပ်က MNL လေရင်လွှတ်၍တောက်ခေါ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်တိုက်ပွဲများကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်လိုက်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဂျာယီဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။မေလ9ရက်နေ့ကအဆိုပါထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကို MNE လေရင်နဲ့မြန်မာစစ်တပ်ကတွားရောက်ခေါ်ယူခဲ့ပြီးထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ2024ခုနှစ်ဒီဇင်ဘာလနဲ့2025ခုနှစ်ဇန်နဝါရီလအတွင်းရခိုင်တိုက်ပွဲများကြောင့်ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့သူများဖြစ်ကြောင်းသိရှိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ဘင်္ဂလားဒေ့ရှ်အချင်းထောင်များမှာအချင်းချခံရရတဲ့မြန်မာနိုင်ငံသား6ဦးကိုလည်းတဘာတဲ့မြန်မာနိုင်ငံကိုပို့ဆောင်လိုက်ကြောင်းဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုမိခင်မြန်မာနိုင်ငံတို့ဘင်္ဂလားဒေ့ရှ်ကော့ပဇာလေစိမ့်မှတဆင့် MNA လေရင်နဲ့မေလ9ရက်နေ့မွန်လွယ်ပိုင်းပို့ဆောင်ရမှာဘင်္ဂလားဒေ့ရှ်အခြေစိုက်စစ်ကောင်စီတန်ယုံကလည်းလွှဲပြောင်းမှုလုပ်ငန်းစဉ်များမှာပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ် ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများကြောင့်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း158ဦးနဲ့အခြားအမှုဒဏ်များကိုပြီးခဲ့တဲ့နှစ်အတွင်းရေချောင်းနဲ့ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မိတီလာမြို့နယ်မှာရန်ကုန်အဝေးတင် တက္ကသိုလ်တတ္တဗေဒဌာနကတိကဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့ကဖမ်းဆီးရမိပြီးစစ်ဆေးမှုများလှုပ်ဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမိတီလာမြို့နယ်မှာရန်ကုန်အဝေးတင်တက္ကသိုလ်တတ္တဗေဒဌာနကတိကဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့ကဖမ်းဆီးရမိပြီးစစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းမြင်းချံခရိုင်အမှတ်လေးအမှတ်30တက်ရင်နှတိုးကြီး PDF ကထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ရန်နယားလေပတ်စေနိုင်တဲ့လုပ်ငန်းများကိုအာတုံခွန်ဆိုင်ကြိုးပမ်းဆောင်ရွက်နေတဲ့မန္တလေးနိုင်ငံခြားရေးဘာသာတက္ကသိုလ်စီမံပဏ္ဏဌာနမှဦးအောင်ဆန်းရဲ့ဇနီးဖြစ်သူရန်ကုန်အဝေးတင်တက္ကသိုလ်တတ္တဗေဒဌာနကတိကဒေါ်ဝင်းဝင်းအောင်ကိုမိတီလာမြို့နယ်တနေရာမှာ မြင်းကြံခရိုင်အမှတ်၄၁၀တက်ရင်မှာတော်လန်ရေးတပ်ဖွဲ့များကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဖန်စီရမိတဲ့ဒေါ်ဝင်းဝင်းအောင်ကိုမြင်းကြံခရိုင်အမှတ်၄၁၀တက်ရင်မှစုံစမ်းစစ်ဆေးမှုများဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းနထိုးကြီး PDF ကထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုဖန်စီရရှိမှုနဲ့ပတ်သက်တဲ့ဖြစ်စဉ်အခြေအနေကိုရန်ကုန်ခေတ်သစ်မီဒီယာကမြင်းကြံခရိုင်အမှတ်၄အမှတ်၁၀တက်ရင်ကိုဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေဆိုခြင်းမရှိသေးပါဘူး။ ဲ့ဒီနောက်ပြည်သူတွေကိုပျော်ကွင်းပေးမှလားဆိုတော့တော်လန်ဆာရေးဆရာရဲ့ရေးသားထားမှုကိုတင်ဆက်ပေးပါမယ်။အမှန်တိုင်းပြောရရင်ဒီဖေရိုးမှာလင်မယားလေရင်ပြတ်ကြပြီးသေသွားရင်တိုင်းပြည်အထွတ်ကောင်းပြီလို့တွေးမိတယ်။ဒါမှမဟုတ်ရင်လေဒီအကူတူလင်မယားအလောင်းတောင်ကောက်မရဖြစ်အောင်ယူကရိန်းက drone တွေနဲ့လှမ်းပစ်ပါစေလို့လဲဆုတောင်းမိပြန်တယ်။အဲ့လိုမှမဟုတ်လေဒီမှာကြံရစ်တဲ့စိုးဝင်းလိုကောင်ကပဲဖြစ်ဖြစ် တခြားစစ်ဘိုလ်ချုပ်တကောင်းကောင်းကပဲဖြစ်ဖြစ်စောက်ယူထပြီးအာနာကောက်သိမ့်လိုက်တာမျိုးလဲဖြစ်စေခြင်းပြန်မိတယ်။ဘယ်လိုပဲဖြစ်ဖြစ်ရုရှားနိုင်ငံကတော့ဒီအကုတ်တို့လင်မယလာလို့ကြမာစိုးဘေးစိုးတွေထတ်ကြုံရပါအောင်မယ်။ဘာကြောင့်လဲ။ဒီမအေယိုးကိုအရင်ဆုံးတန်အမတ်ခန့်အပ်လွားပေးတဲ့နီပေါနိုင်ငံဘာဖြစ်သွားသလဲ။ဒုတိယတီရီလင်္ကာနိုင်ငံဘာဖြစ်သွားသလဲ။ဘာကုန်းကရှိတ်စီနာမာကြီးနဲ့သူ့အစိုးရဘယ်ဘဝကိုရောက်သွားခဲ့ရရှာသလဲစစ်လက်နက်တွေထောက်ပံ့ပေးခဲ့တဲ့ယူကရိန်းနိုင်ငံရောအခုဘယ်အခြေအနေဖြစ်သွားရရှာပါသလဲ အားလုံးတည်ပြီးကြပြီးဖြစ်ပါလိမ့်မယ်။နောက်တစ်ခုကအီရန်နောက်တစ်နိုင်ငံကအစ္စရေးမအားလာရဲ့ကန်ဆိုးခြင်းတွေကုဆတ်ခံသွားကြရတာဆိုပဲအဲ့ဒီအထဲမှာမှရုရှားကိုတော့အထူးပြောစရာတောင်မလိုတော့ဘူးထင်ပါရဲ့တီတကူကြီးရဲ့ရုရှားပြည်ကြီးငြိမ်းချမ်းပါစေလို့တောင်းအော်ပြီးကြတဲ့ကနှစ်ပတ်ပဲကြာမယ်ဆိုတဲ့စစ်ပွဲကြီးဟာ၃နှစ်အထိကြာတာတောင်မပြီးစီတော့လို့စီးပွားရေးကိုစစ်ရေးမှာပါဖြူကပြာကကြာပြီးမငြိမ်းချမ်းတဲ့နိုင်ငံတစ်ခုဖြစ်သွားရရှာပြီးမဟုတ်ပါလားအခုလဲအကုတ္တလင်မယားရောက်ရှိသွားပြန်ပါပြီ မကြခင်ကမှမင်းအွန်လိုင်းကိုဖိတ်ခေါ်ပြီးလက်ဆွဲနှုတ်ဆက်မိတဲ့ထိုင်းကိုလည်းတစ်ချက်ပြန်ကြည့်အောင်လေရင်ပြက်ကြတာငလင်လဲလှုပ်တာခံရတယ်ပေထုံမဆိုရင်လဲစိတ်ယုံတက်လို့တက်ရအစီဝေခံပါတဲ့အော့အန်လို့အန်နဲ့ထိကြိုက်နေတာတွေတွေ့ရတယ်နိုင်ငံအနေနဲ့ကအမေရိကန်ရဲ့အခွန်တိုးခံထိတာကတမျိုးပြစ်ဒဏ်ခက်ခံရတာကတဖုံနဲ့အခုဆိုရင်ထိုင်းတောင်ပိုင်းကမွတ်စလင်တွေကလည်းထပြီးစော်နေတာခံရပါပြီတက်စင်ကြီးလဲတရားရင်မဆိုင်ရဲလို့ပုံရှိုးခံနေရရှာပြီးဖြစ်ပါတဲ့ ကန်ဆိုးမုံမောင်ကြနေမှာပေါ့မအားလာနဲ့တွားဆက်ဆန်မိတာကိုခံခံခံကြလို့ပဲပြောတော့မယ်အဲ့ဒီလိုကန်ဆိုးတာကိုခံကြရတဲ့နောက်ဆုံးနှစ်နိုင်ငံကအိန္ဒိယနဲ့ပါကစ္စတန်ပဲပါကစ္စတန်ကစစ်လေရင်နဲ့ဆက်ပစ္စည်းတွေရောင်းနေမိုဒီတို့ကမအားလာကိုတောက်လျှောက်အကူအညီတွေပေးတယ်အကျိုးဆက်ကစင်မီတွေရုတ်တရက်ထလောင်ပြီးနျူကလ িয়ার နဲ့ထုကြဖို့ပဲလိုတော့တယ်မအားလာရဲ့ဂျိုဆိုးတွေဝင်စီးတာခံလိုက်ရပြီမို့ပြာကြကုန်လဲဝမ်းနေစရာဒဇက်မာကိုမရှိဘူး အဲ့ဒီတက်ပိုဝမ်းသာစရာကောင်းတာကမအီယိုးတရုတ်ပဲထရမ့်ကြောင့်စီးပွားရေးမှာကြောကော့အောင်ခံနေရရှာပြီးဒီကြားတဲ့ကိုဗစ်ကိစ္စကိုထရမ့်ကြီးကတရားစွဲထားပြီးဆိုတော့နောက်ဆက်တွဲရော်ကြီးတွေနစ်နာကြီးတွေတကဘာလုံးကိုပတ်ပေးရရင်မအီယိုးစောက်တရုတ်ငကိုအတိုင်ဆန်ပြုတ်ပဲပြန်တော့ရရှာတော့မယ်ငါတို့နိုင်ငံကိုရှုပ်ချင်တလို့ရှုပ်ဆန်းမင်းအွန်လိုင်းကန်ကြမာကဒီအတိုင်နေနေလိမ့်မယ်ထင်ရင်မှားသွားမှာပေါ့တရုတ်ကိုတူတော့အကျိုးလုံးဝပေးပါလိမ့်အောင်မယ်မြည်တို့ပင်ဆိုစေမဖဲဝါနဲ့လဲမတာချခဲ့ပြီးပြီး ထမိန်တန်းထောင်ပြီးဓပ်ပုံတွေချိတ်ကနန်လဲနှိမ်ခဲ့ပြီးပြီးတင်းချိုင်းတဲ့ကဂူတွေမှာလဲသွေးတွေဖောက်ပြီးအောက်လန်းနီးနဲ့တိုက်ခဲ့ပြီးပြီးအုံပွဲတွေထိုးပြီးပကံချိန်စာလဲစိုခဲ့ကြပြီးပြီးပြည်သူတစ္ဆာစုရင်ခံစားရမယ့်ဟာတွေကိုလဲတိုင်တဲခဲ့ကြပြီးပြီးနေပြည်တော်ကြီးပြိုကျတဲ့အထိအကျိုးတွေလဲပေးခဲ့ပြီးပြီးမှုမျက်မြင်ဒိဋ္ဌတွေ့ရပါလိမ့်မယ်ဒီတခါလေရင်ပြက်ကျသွားပြီးဟေးဆိုတဲ့တဲ့င်းယူကရိန်းကမော်စကိုကိုဒရုန်းနဲ့ထုလို့ဆေးရုံကိုအေးပေါ်ရောက်သွားပြီတဲ့ဟာဆိုတဲ့တဲ့င်း တကောင်ကောင်ကထပြီးအာနာထက်သိမ့်လိုက်ပြီးဆိုတဲ့သတင်းတွေကိုပဲစောင့်မျှော်နေမိတယ်။ဒီမအေယိုဒီတခါလေးပဲကန်ဆိုးကြည့်လိုက်ခမရတို့ပါထားလို့ကြမလဲ။ပြည်သူတွေကိုပျော်ကွင်းပေးလိုက်ပါတော့မအေယိုရယ်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ခမ။ဟုတ်ကဲ့ပါအခုလိုနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခမ။ချမ်းမြေ့ကြပါစေခမ။ချမ်းမြေ့ကြ